ရခိုင်ပြည်ရဲ့အဓိကစီးပွားရေးလုပ်ငန်းဟာလေယာစစ်ပျော်ရေးလုပ်ငန်းဖြစ်ပြီးလူဦးရေ80ရာခိုင်နှုန်းကျော်အသက်မဲဝန်းကျောင်းပြုလုပ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲစတင်ခြင်းကစပြီးတော့စစ်ကောင်စီဟာကွန်စစ်စည်းစမှုအလုံးကိုချက်တောက်ခဲ့တာကြောင့်ရခိုင်ထက်ကုန်တွေဖြစ်တဲ့စံစပါကပြည်မနဲ့ပြည်ပကိုတန်ဖိုးနိုင်ရှင်မရှိတော့ရှင်မှာသွန်းအစုစည်းတွေဟာလည်းအဆက်မတန်မြင့်တက်လာနေတာပါ။ဒါကြောင့်တောင်သူတွေဟာလေယာစစ်ပျော်နေရှင်မရှိရင်ရခိုင်ပြည်ရဲ့အဓိကစီးပွားရေးဟာလည်းအခြားဖက်ကတော့ရှိတယ်လို့သုံးသပ်မှုတွေရှိနေကြပါတယ်။ တာလီကြပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကြောက်တွန်မြို့နယ်ရဲ့ကျဲလက်ဒေသတစ်ခုဖြစ်ပါတယ်ဒီဒေသဟာဆိုရင်လေယာစစ်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးတော့အခုလာမယ့်မိုးရသည်စပါးစစ်ပျိုးရှင်အတွက်ဒီဒေသကတောက်သူတွေအဆင်သက်ဖြစ်နေကြပြီလားရခိုင်မှာတိတ်ပွေးတွေကြောင်း73စီတက်မြေဩဇာနဲ့စက်ပစ္စည်းတွေဇင်းလုံးမြတ်တက်မှုတွေကြောင့်ရခိုင်ကတောင်သူတွေအရှုံးပေါ်နေရတဲ့အထက်မှာဒီနေ့မိုးရသည်စပါးစိတ်ပြဖို့အတွက်တောင်သူတွေဘလို့စင်ခုမှုတွေနဲ့ရန်ဆင်နေကြရလဲဆိုတာကို ကျွန်တော်တို့ DMJ ကကွမ်းဆန်မင်းမြတ်တက်ဆက်သွားမှာဖြစ်ပါတယ်။လေစိတ်ဖို့တဲ့သောတိကတို့ဟာအဆန်တန်းတို့ဟာဖိတ်တယ်လို့ပြောလို့မရပါသေး။အခက်ခဲကြီးပါလေ။လေသမားတိမှာဒါဖိတ်လို့လဲဆိုကေအနာစီဇီတိကလေးတို့တရက်တစ်မျိုးတဲ့နေရရင်မရစီမေဟိုဇာတိကိုလေးတို့အမရနိုင်ရရဘောသာဟင်းဇာကလေးတို့ခက်တယ်အလွန်တရာမဝင်နိုင်စဘောဆန်တိကိုလေးတို့ဒီရောင်းလာဇာတိကလေးအခက်ခဲဖိတ်တွေတွင်နဲ့လေသမားတိမှာတိရှိဝင်ရှိတိကပြန်လောက်ဇာတိလေးတို့အဆံမပင်နေခဲ့သည် ဒီပဲတိလို့ပေါ့လုံးသောငေါ်မရာဒီကလုံးသောတိခိခိပန်ကလေးတို့ဇီတိကိုဒီပဲမျိုးမျိုး တောင်းဒီကတဲ့2024ခုနှစ်စေပြောရာဒီမှာရခိုင်ကတောင်းသူတွေဟာစဘာအထွဲ့နှုံညွတ်ကြခဲ့ကြသလိုထွက်ရှိတဲ့ဆန်စဘာတွေဟာလည်းဈေးကောင်းမရရှိတာဈေးကွက်မရှိတာနဲ့တွန်းအောင်စည်းရဲတဲ့အဆမပြေမြတ်မှုတွေနဲ့ရင်ဆိုင်နေကြရတာကြောင့်အခုနှိမ့်မှာလေယာစိတ်ပြုတ်နေဖို့တွန်းဆုတ်နေကြတဲ့အခြေအနေမှာရှိနေကြတာပါ လက်ရှိရခိုင်မှာ73စီတပေပါကိုငွေကျပ်၈၈သိန်းဝန်းကျင်ပေါက်ဈေးရှိနေပြီးတော့ဓာတ်မြေဥစ္စာတအိတ်ကိုလည်းငွေကျပ်၂သိန်းကနေ၄သိန်းအထိပေါက်ဈေးရှိနေတယ်လို့စက်ပစ္စည်းတွေဟာလည်းအရင်တကွေးတယ်မဖြစ်ခံတဲ့ဈေးနှုန်းသုံးဆထက်မနည်းညက်တက်နေတယ်လို့ဒေသမားတွေကပြောကြပါတယ်။ဒီလိုသွားစုစရိတ်တွေကြီးမားနေပြီးထုတ်ကုန်တန်ဖို့ကျဆင်းနေတာကြောင့်ရခိုင်ကတောင်သူတွေဟာသူတို့ရဲ့စိတ်ပျို့ဧကတဝက်လောက်ကိုရှုတ်ရှားရမယ့်အရေးနဲ့ရင်ဆိုင်နေကြရပါတယ်။လေသမားတိကတော့အရှုံးဖက်ကိုရန်ဆိုင်နေရတဲ့ ရဆိုင်ရာဇာနဲ့တွေ့ရပြီးနေရပါတယ်။ထွဲငွေနဲ့ဝန်ငွေမကိတ်ပါ။ရေကလင်မသွန်လိုက်စားကအမျိုးကြီးဝန်လဟဗနာထွဲလာရခါရေကရလာစားကရန်စဘောရောက်ကိုရလာကေရန်စဘောတိကရတန်ဖိုးမဟိအေးပြပိုင်တွင်နဲ့ကျွန်တော်တို့ဇာတိထွဲငွေနဲ့ဝန်ငွေမကိတ်တွေတွင်နဲ့လုံးလုံးလေးသောအောင်စိတ်တက်ကြနေငါပါရလုံးအကိုပိုင်ကလေးရဖို့ဆိုတော့ခါရိုးကြလောက်ဖို့ခင်နေကိုဟိမ့်ပါတယ် လေသမားတရားစီအောဟင်းလေသမားကကြားခါဆိုကေတဝဲရောကြနိုင်ကေအောမဟင်းလေသမားကသုံးပုံပုံလို့နှစ်ပုံရောကြလို့ဘုလက်ရှိမှာရခိုင်မပိုဆမ်းမင်းစဘာတန်တရားကိုကျင့်ွေ20သိန်းခန့်ပေါက်ဈေးရှိနေပြီးတော့အိန္ဒိယရှိစဘာတန်တရားကိုကျင့်ွေ12သိန်း5000တာပေါက်ဈေးရှိနေတာပါဒါကြောင့်လေတဲအေကစိတ်ပြောနိုင်ဖို့အတွက်စိတ်ပြောစရိတ်ဟာကျင့်ွေ16သိန်းအထက်မှာရှိနေတာကြောင့်အရှုံးပုံနေကြပြီလို့တောင်သူတွေကပြောကြပါတယ်နေရာတိဆက်တဲ့အရှုံးတွေနဲ့ရန်ဆိုင်နေကြရတဲ့လေသမားတွေဟာ စီးပွားရေးအရာကြာဆန်းမှုကိုရင်ဆိုင်နေရပြီးလေယာဉ်လုံငန်းကိုဆက်လုပ်နိုင်ဖို့တောင်းခက်ခဲမှုတွေရှိလာကြတဲ့အထူးဖြစ်နေပြီလို့ပုံမှန်ကြမ်းညွန့်နေကလေသမားတို့ဖြစ်တဲ့ဥရှိတံမောင်ကပြောပါတယ်ကျွန်တော်တို့ရခိုင်ပြည်လေသမားရေးဇာပိဆိုပါဘယ်လိုကျွန်တော်တို့2023ခါလေးတောင်းတူရတဲ့ဆံမပြလို့ကောင်းခဲ့ကြရမပြလာပါလေသဘောထားလားသဘောလုံးမသွားဒီတာဘူးနဲ့ထုံးစလေးမလေးပဲအခု2023တက်ပလက်ခါလေးကျွန်တော်တောင်းတူရတဲ့သဘောတူရတော့ဝေကူလေးမင်း ညရုံးဖို့သာအုံးမတူတော့ဆရာတော့ရုံးတို့ရုံးကလေးပြုပြုသာဒါကလုံးပေါ်လေးတော်လုံးမဒီမိုးပြားအတွက်ဆဲထောင်ဖို့လိုလေစီဖို့လိုလေဆဲလို့ဖို့လိုလေရေကုန်ပြီးနဲ့နာဝိကေကျွန်တော်ဒီမလို့ဇာတိဒီအဆမ်းတက်တဲ့ဒီကေလောက်တော့ဟာဒါပဲလေသမတိဒါပဲဆက်တော့လဲလေကျွန်တော်တောင်ကူပြတာလေတောင်တူဘွားကိုလေအေးပဲတယ်လေဒီကေတောင်တူဘွားကလုံးစဖို့တတ်တော့ ကွန်ဂိုခက်ခဲခဲဖဲလေဘဒတူပါရခိုင်မတိုက်ပွဲတွေဖြစ်ပွားကြတဲ့ကလေယာထက်ကုန်တွေဖြစ်တဲ့ဆန်စပါးတွေကိုပြင်မဖက်နဲ့ပြပနိုင်ငံတွေကိုတံပိုးတာမရှိနေတော့သလိုအရခတ်တဲတော်ကဖွင့်စေထားတဲ့ဂုံတိတ်ကြီးများအတန်းကလည်းရခိုင်ပြည်တွင်းကဆန်စပါးတွေကိုအပြည့်အဝဝေယူနိုင်တာမျိုးမရှိဘူးလို့ဒေသမားတွေကပြောကြပါတယ်ဒီလိုအရှုံးတွေနဲ့ဆက်တိုင်းရန်ဆိုင်နေကြတဲ့တောင်သူတွေဟာလေယာလုံငန်းကိုဆက်လက်လုပ်ကင်နေဖို့ အရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့တောင်သူတွေကိုအတုံးနဲ့စစ်ပြုတ်ရေးရှင်းွေတဲ့ထောက်ရှိပေးဖို့နဲ့တဲမြင့်ဩဇာ73စီရှင်တို့တွေကိုလည်းနှိမ့်နေပေးဖို့လိုလားနေကြပါတယ်။အရင်ခပဲကျွန်တော်တို့ဇာဟိုစိတ်ပံကိုအရင်ခဆိုစိတ်ပံကိုထည့်တယ်မဟုတ်ပါလေ။ဟုတ်ပါ။ဟဲ့ပဲအတူတဲ့တာအတူနူးတဲ့တာနဲ့ဟဲ့ပဲရှင်းွေတိကိုနင်းနေပေါ်ပေါ်အထောက်ကူပြီးလေကတော့အရခတက်တော့အထောက်ပြီးလေကတော့တောင်သူတွေနင်းပေါ်ခိုင်စောင်းဟင်းကိုဟိုမှလောက်ဖို့ကေဖို့အရန်နီစိတ်ဖို့ဆံပေးပါဖို့ ။နောက်ပြီးမြို့ကမြို့သားတိမင်းပြရဘောဆရာကပါလေ။ချန်နုကောင်ပါလေ။မေစီမျိုးဇာတိကိုရေးတာတန်ကြီးရဲ့ပင်လေသမတိတောင်သူတိတွန်းနေအောင်သဘောကြီးနဲ့ကိန်းအောင်ထောက်ပြရပါဘော။ဒီပဲစမမလေသမနင်းဘောဆဲဝင်ကြမှုခံစားခွင့်ရပါဘော။ ရခိုင်ပြည်မှာလေစပါးစစ်ပြုတ်ဧကစနစ်သိန်းကျော်ခန့်ရှိပြီးပြည်ကတဲ့2024ခုနှစ်စစ်ပြုတ်ရသည်ကလေဧကစစ်သိန်းကျော်ခန့်သာစစ်ပြုတ်နိုင်ခဲ့တယ်လို့ဒေသမအရေးစောင့်ကြည့်နေသူတွေကခံမှန်းထားကြပါတယ်။စပါးစစ်ကွက်မရှိပဲဈေးကောင်းမရတာတန်းစုစရဲ့အဆမတန်မြင့်တက်မှုတွေကြောင့်စစ်ပြုတ်ရသူ200ပြည်စက်တန်းအရှုံးပုံနေကြတဲ့ရခိုင်ကစပါးစိတ်တုံတေတို့ရဲ့အနာဂတ်ဟာလေရေရမတိချတဲ့အခြေအနေမှာရှိနေသေးတယ်လို့ပြောဆိုနေကြကြောင်းပါခင်ဗျာ။